ခဲရဆိုရင်ကျွန်တော်အတိုင်ကိုထည့်ကြည့်မယ်။ဒီအတိုင်ကသူကကျွန်တော်တို့ကစပြီးတော့မှပေါ့နော်။အတိုင်ကိုဖြုတ်ခဲ့တဲ့အပိုင်းပေါ့။ကျွန်တော်တို့ကအတိုင်ကိုဘယ်နှလောက်ကနေဘယ်လိုဖြုတ်ခဲ့ရလဲ။အတိုင်ကကြောင်းမြန်ဖြစ်နေလည်းမရအောင်။တစ်ဖက်နဲ့တစ်ဖက်ပေါ့။နော်။ဒီအတိုင်ဒီကျွန်တော်လက်နဲ့ပဲအသုံးပြုရနော်။ရိုက်တာတွေပြုတာတွေမလုပ်ဘူး။ နောက်ပြီးတော့ဒီ B ကိုကျွန်တော်တို့အတိုင်လေးကိုအပေါ်ရအောင်လုပ်မယ်။သူကချိန်ရတာအခက်ဆုံးပါပဲ။အားလုံးထဲမှာတော့ကျန်တဲ့ဥစ္စာဘာမှမဟုတ်ဘူး။ဒီလောက်လောက်မှာကျွန်တော်ထပ်ထားမယ်အရင်ဆုံးဆုံး။ဒီအတိုင်ကိုကျွန်တော်တို့ကဘောင်းပြန်လာနောက်ပြီးအတက်လားဆိုတော့ကျွန်တော်တို့ဘယ်လိုမှမသိနိုင်။ဟုတ်ပြီနော်။ဒါပေမဲ့ကျွန်တော်တို့ဒါလေးကိုပြန်ကြက်ထားမယ်။ကြက်ပြီးတော့မှကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့လုပ်ကြည့်မယ်။ ဟုတ်ပြီနောက်တစ်ခုကျွန်တော်ထည့်မယ်ထည့်ကြည့်တယ်ဒါလေးကိုထည့်ကြည့်လို့ရတယ်ကျွန်တော်ထည့်ပါတယ်ထည့်ပြီးတာနဲ့ဒါလေးကိုဒီလိုလေးကောက်ထည့်မယ် เนาะဒီဘက်မှာထားထားတယ်လောလောဆယ်ဒီဘက်ကိုလေးကိုဒီဘက်ကလေးကိုနည်းနည်းလေးထားထားတယ်ဘာကြောင့်မလဲဆိုတော့ကျွန်တော်တို့ဒီရဲ့အတ်တိုင်ကိုကျွန်တော်တို့အတ်ကိုထည့်มาပေါ့เนาะအတ်ကိုအတ် sorry ကျွန်တော်ဓာတ်ကိုထည့်มาပေါ့เนาะဓာတ်ကိုထည့်ဖို့ရအတွက်လောက်တာလာဒီစခရူတွေဒီနတ်တွေကတော့ကျွန်တော်တို့ကဘေးဘုံနေဒီအဖုံးတွေကနောက်ဆုံးมาထည့်มาကျွန်တော်တို့ဓာတ်တွေကိုနောက်ဆုံးมามาထည့်ထည့်ပြီးတော့มาကျွန်တော်တို့ကအခုစပြီးတော့အတ်ထိန်းတဲ့ဟာလေးပေါ့ ီအပ်ထိန်းတဲ့ဟာလေးကိုလည်းကျွန်တော်တို့လက်ကလေးနဲ့အရင်ဥဆုံးဆုံးလဲ့မယ်လက်ကျက်မယ်ဒီလောက်လောက်လက်ကျက်ထားမယ်လောလောဆယ်ဟုတ်ပြီနော်လက်ကျက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကဒီဓာတ်ကိုကျွန်တော်တို့ထည့်တော့မှာဓာတ်ထည့်တော့မယ်ဓာတ်ထည့်တော့မယ်ဆိုတာနဲ့ကျွန်တော်တို့ကဓာတ်ကိုငါတို့ကဘလောက်လောက်မှထားပေးနိုင်မလဲဟုတ်ပြီနော်ဓာတ်ကိုဘလောက်လောက်မှထားမလဲဓာတ်ကိုနည်းနည်းလေးကျွန်တော်တို့အရှိ့ကိုနည်းနည်းလေးထားခြင်းလည်းရတယ် ိုင်ကြက်နေတယ်အလုံးလုံးတဲ့အစိတ်ပိုင်းနေရနည်းနည်းလေးအရှိလေးကိုကျွန်တော်ထုတ်လိုက်ပြီနည်းနည်းလေးထုတ်ပေးထားတယ်နော်နည်းနည်းလေးထုတ်တယ်ဒါလည်းကျွန်တော်ကချိန်မှုလို့ရပေါ့ဒါလေးကိုကျွန်တော်တို့ဒီထဲထည့်မယ် ါကိုဒီလိုထားမယ်ထားပြီးရနဲ့ဒီအတိုင်ကိုကျွန်တော်တို့ sorry အတိုင်မဲ့ကျွန်တော်မှားနေတယ်ဒါဒါကိုကျွန်တော်တို့ဒီလိုကထားမယ်ဟုတ်ပြီ သူကနည်းနည်းလေးဒီဘက်ကိုထုတ်ပြီးတော့မှကျွန်တော်တို့ကထုတ်ပြီးတော့မှသူ့ကိုကျွန်တော်တို့ကြက်ရဘယ်လိုလောက်မှထုတ်ထုတ်ပြီးပြီဆိုရင်ဒါလေးကိုရှော့မယ်ရှော့ပြီးတာနဲ့ ါဆိုရင်သူကအဆင်မပြေသေးဘူးဒီရဲ့အတ္တ sorry ဒီဓာတ်ကပေါ့နော်ဓာတ်ကလုံးဝအဆင်မပြေသေးဘူးဒီမှာကြည့်လိုက်ဓာတ်ကကွာနေသေးရဲ့ပေါ့နော်အဲ့ဆိုတော့ဓာတ်ကိုကျွန်တော်တို့ကအဆင်ပြေအောင်ကျွန်တော်တို့လုပ်အောင်မယ် ားထက်ကလည်းတော်တော်လေးကြာပါတယ် ဘယ်လောက်ကိုထိမ့်မယ်ထိမ့်ပြီးပြီဆိုရင်ဒါလေးကိုပြန်ကြက်ကြက်ပြီးပြီဆိုတာနဲ့ဒါလေးကိုပြန်ထည့်ကြည့်မယ်ကျွန်တော်တို့က ဟုတ်ပြီဒီလောက်ဆိုရင်ပြတ်ပြီလားပေါ့ကျွန်တော်တို့ကနည်းနည်းလေးစမ်းကြည့်ရမယ်ချီယူမပြတ်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအက်ကိုဓာတ်ကိုလဲရမယ်ဟိုဖြည်းဖြည်းလေးထိုးကြည့်မယ်ဒါဆိုလို့ရှိရင်မပြတ်သေးဘူး မပြတ်သေးဘူးဆိုလို့ရှိရင်အကူဒီရဲ့ဟာကိုနည်းနည်းလေးကျွန်တော်ချကြည့်မယ်ဟောဒါကိုနည်းနည်းလေးချကြည့်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီရဲ့ဆက်ကပုံပုံလင်းလင်းပြောလို့ရှိရင်ကျွန်တော်တို့ကအက်က အမဟုတ်ဘူးเนาะဓာဓာကကျွန်တော်တို့ကဘာဖြစ်နေပြီလဲဆိုလို့ရှိရင်တုံးနေပြီဒါပုံမှန်လင်းလင်းပြောတာပေါ့เนาะဓာကိုလဲကိုလဲရမယ်ဓာကသူကကျတော့ဓာဓာကလုံးဝမလဲဘူးပေါ့ပြောမယ်ဆိုလို့ရှိရင်ဓာမလဲဘဲနဲ့သူသူ့ဟာနဲ့တူဓာနဲ့ဓာကိုတိတိချာချာမလဲထားဘူးပေါ့လေမလဲထားဘဲနဲ့လှုပ်ထားတာကျွန်တော်တို့ဓာကိုဘာကြောင့်မလို့လဲရတယ်လဲမလဲရဘူးလဲဆိုလို့ဆိုတော့ပြပါတယ်ဓာကတစ်ခုနဲ့တစ်ခုကိုသူကသွားမတိုက်တော့ဘူးเนาะ င်ပြပါမယ်ဒီမှာပါဒီဓာတ်တုံးနေပြီဒီမှာကြည့်လိုက်လေဓာတ်တုံးလို့နေပြီအပေါ်ဓာတ်တုံးနေပြီပေါ့အပေါ်ဓာတ်တုံးနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လုံးဝမပြတ်တော့ဘူးဒီလိုမျိုးဖြတ်တော့ဘူးသူကဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီရဓာတ်ကိုကျွန်တော်တို့ကအတစ်ကိုလဲကူလေးရတော့မယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲဒီအပိုင်းနေခြိထိုးတဲ့အပိုင်းကိုခုနကနေပြပါတော့မယ်ဂျေစုအမြတ်တင်ပါတယ်